မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မွန်ပြည်နယ်မော်လမြိုင်မြို့ပေါ်မှာရှိတဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်မှာအကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းဟာစစ်ရေးဆိုင်ရာအစည်းအဝေးဝဲကျင်းပနေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့တွေက drone နဲ့တိုက်ခိုက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် April 6ရက်နေ့ညနေ9:30မိနစ်အချိန်အရှိတောင်တိုင်းစစ်ဌာနချုပ်ရတခတိုင်းယုံအတွင်းမှာစစ်ကောင်စီရဲ့ဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့အဖွဲ့ဟာ စစ်စင်ရေးကိုကဲမှုအစည်းအဝေးပွဲလုပ်နေကြောင်းကိုသတင်းရရှိတဲ့အတွက်ကြောင့်ရှာထူဝနီးပညာတပ်ဖွဲ့ရဲ့ Alpha Bat တပ်ခွဲကမြေပြင်လုံခြုံရေးပူးပေါင်းတပ်များရဲ့အကူအညီနဲ့ Fixed Wing Drone တွေကိုအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒူးချုပ်စိုးဝင်းနဲ့ရတခတိုင်းမှုတို့အစည်းအဝေးကျင်းပနေရင်းနဲ့ချက်ချင်းရက်ပြီးတော့ရုံဆင်းသွားတယ်လို့သိရပါဗျ။ Fokker နဲ့ Jet Fighter လေယာဉ်နှစ်စီးကလည်းနောက်ထပ် Drone တွေတိုက်ခိုက်လာမှုကိုကြောက်လန့်ပြီးတော့ပြန်တန်းကင်းလဲ့လျက်ရှိတယ်လို့သိရပါဗျ။အေပီလာရှေ့ရက်နေ့ညပိုင်းကမော်လမြိုင်မှာပောက်ကွဲတံတွေဇက်တိုက်ကြားခဲ့ရပြီးတော့ ဒရုန်းနဲ့တိုက်ခိုက်စဉ်ပေါက်ကွဲမှုကြောင့်ရတခတိုင်းအတွင်းမှာတုံလုံးခြောက်ခြားမှုတွေဖြစ်ကလေရင်များကားများလုံခြုံရေးများအထူးပြင်ဆင်ပြီးတော့နှုတ်လုတ်ခက်ခက်ဖြစ်ခဲ့ရတယ်လို့သိရပါတယ်ထိခိုက်မှုအသေးစိတ်အခြေအနေတွေကိုတော့မသိရသေးဘူးလို့ရှားထူဝနီးပညာတပ်ဖွဲ့ Alphabet တပ်ခွဲကပြောဆိုခဲ့ပါတယ်လက်တလုံးမှာမော်လမြိုင်ရတခဌာနချုပ်မှာစိုးဝင်းရောက်နေတယ်လို့ဖအံတက်မှ20နှစ်မှာလဲဒုဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေရောက်ရှိနေပြီးတော့မြောက်ရီတင်ငန်းကြီးနောင်ဘက်ကိုလေချောင်းထိုးစစ်တွေပြုတ်လုပ်ဖို့အတွက်ကြံစီနေကြကြောင်းတရင်ရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်နဲ့ကော့ကရိတ်မြို့နယ်အဆက်တင်ငန်းညီနောင်မှာကော့ဘရာစစ်ကြောင်းကပြစ်ချခဲ့တဲ့စစ်ကောင်စီရဲ့ရဟတ်ရင်အပြတ်ကိုကော့ဘရာစစ်ကြောင်းကစစ်ကြောင်းမှုဗိုလ်ဓာဘောကတွေ့ရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ26ရက်နေ့မွန်လွဲ2နာရီခွဲအချိန်ကရင်ပြည်နယ်မြောက်ရီမြို့အနီးတင်ငန်းညီနောင်မှာစစ်ကောင်စီရဲ့ရဟတ်ရင်တစည်းကိုကော့ဘရာစစ်ကြောင်းကပြစ်ချခဲ့ပြီးတော့တမ44တမမှုဘုံမှုချုပ်အေးမင်းအောင်အပါဝင်၅ဦးကတိတ်ဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ တင်ငန်းကြီးနောက်ခမရ395ကိုလာတဲ့စစ်ကောင်စီရဲ့ရဟယင်တစည်းကိုပြစ်ချခဲ့ရမှာရဟယင်ပေါ်မှာပါလာတဲ့တမ44တမမှုဘုံမှုချုပ်အင်းမင်းနောက်အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့ငါးဦးကန်သိမ်းဆုံးခဲ့တယ်လို့သိရပါတယ်။တင်ငန်းကြီးနောက်မှာရှိတဲ့ခမရ395ချင်းမြတ်တရင်ကိုလာရောက်ဆစ်ဆေးတဲ့အဲ့ဒီစစ်ကောင်စီရဟယင်နှစ်စည်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်တွေက စစ်ဒေတာကွဲအမှတ်3 KNL PDF ပူးပေါင်းစစ်ကြောင်းဖြစ်တဲ့ Cobra စစ်ကြောင်းက Missile 0.5 Sniper အစရှိတဲ့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ရဟတ်ရင်ဒစီရဲ့လေယာဉ်မှုကိုထိမှန်ခဲ့တဲ့အတွက်ရဟတ်ရင်ဟာပြတ်ကျခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရဟတ်ရင်ဟာ Eurocopter အမျိုးအစားရဟတ်ရင်ဒစီဖြစ်ပြီးတော့အခုတင်ငန်းကြီးနောက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများအားလုံးကို Cobra စစ်ကြောင်းအပါအဝင်တော်လိုင်းတပ်တွေကသိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာရဟတ်ရင်ပြတ်ကိုတွစ်ရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ Cobra စစ်ကြောင်းကပြစ်ချခဲ့တဲ့ ယူရိုကော့ပတာ365စစ်ရဟရင်ဟာဒေါ်လာ6သန်းနီးပါးတန်ဖိုးရှိပြီးတော့2021ခုနှစ်ဒီဇင်ဘာလ15ရက်နေ့မှာတက်တော်ဝင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမကွေးမြို့အခြေစိုက်ရဲတပ်ရဲ25နဲ့တောင်တွင်းကြီးမြို့အခြေစိုက်အမတ်ခွန်စစ်လေကြီးတင်နန်းကျောင်းတို့ကိုရှော့တိုက်ဒုံးနဲ့ပြက်ခတ်တိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးမှုများနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ9ရက်နေ့မနက်6:20မိနစ်အချိန်မှာမကွေးမြို့နယ်အခြေစိုက်ရဲတပ်ရင်း25ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကရှော့တိုက်ဒုံ9လုံးနဲ့ပြစ်ခတ်တိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးမှုရှိနိုင်ပြီးတော့အတိအကျသိနိုင်မှုအတွက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်ပြင်းမှတ်ထိတယ်အသေးပြောက်များတယ်လို့ကနဦးသတင်းရထားပါတယ်အတိအကျသိရဖို့အတွက်စုံစမ်းနေသေးပါတောင်တွင်းကြီးအမှတ်ခွန်စစ်လေကျင်းရဲ့တန်းတန်းချောင်းကိုရှော့တိုက်ဒုံးနဲ့ပစ်တဲ့အချိန်ကနေရာမှာတင်15កောင်တည်တယ်ဒီလ2ရက်နေ့ကဒကောင်ထက်တည်တယ်အလုံးပေါင်း16កောင်တည်ပါတယ်လို့ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ SNPDF တာဝန်ခံကပြောကြားထားပါတယ်။ပြီးခဲ့တဲ့မတ်လ16ရက်နေ့ညနေ3:00နာရီအချိန်ကတောင်တွင်းကြီးမြို့အခြေစိုက်စစ်လေကြီးတင်တန်းကျောင်းအမှတ်ခွန်ကိုရှော့တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကတအူးဟာအပီလာ၂ရက်နေမှာထပ်မံတိုက်ဆုံသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများကိုမကွေးပြည်သူ့ကာကွယ်အဖွဲ့ပကဖမကွေးတောင်ပိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ SNPDF မကွေးတောင်ကြားတပ်ဖွဲ့ ်ဒေါင်းဆက်တီပျောက် जा တပ်ဖွဲ့နတ်မောက်မကွေးခရိုင်တရဲနဲ့အထက်မင်းလာပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖယောကာကွယ်ရေးတပ် WDF နဲ့ Key of Revolution United States of Burma Army USBA တို့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာမကွေးမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီအခြေစိုက်နေရာများအကြမ်းဖက်စစ်သားရဲပြူစောတိများပြူစောတိတန်တန်တက်နေသူများနဲ့ပြူစောတိတန်တန်တက်ဖို့အတွက်အတေးအဓမ္မစရင်ကောက်ခံနေသူများကိုပြတ်သားစွာအေးအေးယူသွားမှဖြစ်ကြောင်းကိုအတိပေးထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မြစ်ကြီးနားဖားကန့်လမ်းပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့နံရားကြီးရွာစစ်တပ်ဂိတ်စခန်းကို KIA ဦးဆောင်တဲ့မဟာမိတ်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ9ရက်နေ့မနက်6:00နာရီအချိန်ကစတင်ပြီးတော့ KIA ဦးဆောင်တဲ့မဟာမိတ်တပ်ဖွဲ့တွေကမြစ်ကြီးနားဖားကန့်လမ်းပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့နံရားစစ်တပ်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီးတော့တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗါတယ်။အဲ့ဒီနံရားဂိတ်ဟာဖားကန့်ကိုလာတဲ့ခရီးသည်တွေကြီးကားများ ကုံကားများကိုအားလုံးပိတ်ဆို့ပြီးတော့စစ်ဆေးတဲ့အဓိကစစ်တပ်ဂိတ်စခန်းကြီးတစ်ခုဖြစ်ပြီးတော့အဲ့ဒီစခန်းမှာစစ်သားအင်အား250နီးပါးတပ်ဆွဲထားတယ်လို့သိရပါဗျ။စစ်သားများပြည်သူစစ်များနဲ့ဌာနဆိုင်ရာဝန်ထမ်းများစစ်ဆေးကြတဲ့စုပေါင်းဂိတ်စခန်းကြီးလည်းဖြစ်တယ်လို့သိရပါဗျ။နယ်ယာဂိတ်ကတော့အတောင်အယမ်းမှာနာမည်ကြီးတဲ့ဂိတ်စခန်းပဲမထင်မထင်သလိုပြည်သူတွေကိုဖမ်းဆီးလိရှိတဲ့ဂိတ်စခန်းစစ်စေးရေးဂိတ်နဲ့စစ်တပ်စခန်းနဲ့တွဲထားတာတိုက်ပွဲကြောင့်ပြစ်ခတ်တန်တွေကတော့တောက်လျှောက်ပဲလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗါးကံမြို့နယ်နယ်ယာရွာမှာ စစ်ကောင်စီကတက်ဆွဲထားတဲ့အတွက်နန်ယာဂိတ်လို့ခေါ်တွင်ခဲ့ခြင်းဖြစ်ပြီးတော့ဖားကန့်မျိုးကနေမိုးကောင်းမြေကြီးနားကိုတွိုင်းရင်တော်၎င်းမြေကြီးနားကနေဖားကန့်ကိုတွိုင်းရင်တော်၎င်းခရီးစဉ်များကုန်တင်ကားများခရီးတက်ထောက်နားကြတဲ့ဂိတ်စခန်းကြီးတစ်ခုဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မိုးမောင်းမြို့နယ်တရုတ်မြန်မာနယ်စပ်လွေကျင်မြို့မှာကြံရှိနေတဲ့ခလာရတလေးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်နေတဲ့နန်းစီဒီယံဝန်ထမ်းများအလုံးဟာတရုတ်ပြည်အတွင်းကိုဝင်ရောက်ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီကင်းစင်တဲ့မြို့အဖြစ်နဲ့ KIA ကတရားဝင်တင်ပတ်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လွယ်ကျယ်မြို့ထဲမှာကြန့်ရှိနေတဲ့မြို့ဆောင်တပ်နဲ့နန်းစီဒီယန်ဝန်ထမ်းတွေကိုတရုတ်ဘက်ကလက်ခံလိုက်ပြီးအဲဒါကြောင့်အကုန်လုံးတရုတ်ပြည်ထဲကိုထွက်ပြေးကုန်ပါပြီ။ဒါကြောင့်လွယ်ကျယ်မှာစစ်ကောင်စီကင်းစင်တဲ့မြို့ဖြစ်သွားပြီးတော့ KIA အောက်ကိုလုံးဝအပီးပိုင်ကြားရောက်သွားပြီးမနေ့ညက10နိုင်မှာလွယ်ကျယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်နေတဲ့ဝန်ထမ်းတွေတအူးမှမရှိတော့ဘူးလို့ KIA ရဲ့သတင်းအင်းမြစ်ကပြောဆိုထားပါတယ်။ မက်လာ28ရက်နေ့ကနေစတင်ပြီးတော့ဘမော်လွယ်ကျဲလမ်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့တော်လိုင်းတပ်ဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့က AP လတရက်နေ့မှာစစ်ကောင်စီရဲ့နောက်ဆုံးစခန်းကြီးဖြစ်တဲ့စိန်လုံးဗျူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ AP လ2ရက်နေ့မှာလွယ်ကျဲမြို့အတွင်းကို KIA ကတရားဝင်ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။တခြား KIA ရဲ့သတင်းအရင်းမြစ်ကလည်းဒီကနေ့မနက်ပိုင်းမှာလွယ်ကျဲမျိုးဆောင်တက်ခလာရတေလင်းနဲ့စခန်းကိုနယ်မြေရှင်းလင်းလိုက်ပါပြီလို့သတင်းပေးပို့ပြောဆိုထားပါတယ် လွယ်ချက်ကိုအလုံးစုံတိမ့်ပိုက်လိုက်တယ်စစ်ခွေးတွေကတရုတ်ဘက်ကိုအကုန်ထွက်ပြေးသွားပြီးဒီမနက်စခန်းကိုရှင်းလင်းလိုက်ပါပြီလို့ KIA ရဲ့သတင်းအရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အာနာရှင်ဟောင်းဦးနေဝင်းရဲ့မြေးဖြစ်သူဝက်နေရွအင်းနေဝင်းကအာနာရှင်ဟောင်းဗိုလ်ချုပ်မှုကြီးတန်းရွှေကိုကျွဲမကြီးလို့ခေါ်ဆိုကတရုတ်တမ်းမတ်နဲ့တွေ့ဆုံမှုကိုပြစ်တင်ရှုံချထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်စင်ရေး1027ဖြစ်ခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့ တရုတ်ရဲ့တိုက်ခိုက်မှုတို့အင်းနေဝင်းကဆွဆွဲလိုက်တယ်လို့သိရပါတယ်မြန်မာနိုင်ငံဆိုင်ရာတရုတ်တမ်မတ်မစ္စတာချန်ဟိုင်းကအာနာရှင်ဟောင်းဦးတန်းရွှေကိုတွားရောက်တွေ့ဆုံခဲ့ကြောင်းကိုဓာတ်ပုံနဲ့တကွသတင်းတွေထုတ်ပြန်မှုကိုအေပီလ9ရက်နေ့ကတရုတ်တန်ယုံရဲ့ WeChat စာမျက်နှာကနေဖော်ပြပြီးတဲ့နောက်မှာအင်းနေဝင်းရဲ့တိုက်ခိုက်ပြောဆိုမှုတွေထွက်ပေါ်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စောက်ခရဲသည့်ကျွဲမကြီးကစက်တေမရှိပေါ်လာပြန်ပြီးအရင်မပါတာတွေကနတ်ဆတ်ကစစ်ကောင်စီကိုမိသားစုလိုက်ထိုင်ဖောင်းထုလိုက်လောက်ကိုင်းမှာမြောက်သုံးကောင်ကိုရှေ့မှာဟန်ပြပြီး တက်မတော်ကိုတိုက်ခိုက်သွားတဲ့သူပထွေးပေါက်ဖော်တန်အမတ်ကိုဖင်ခေါ်ရက်ပြလိုက်တဲ့ကြီးကောင်ကြီးမှာစက်တည်းမရှိတဲ့ဟာမာကြီးလို့၎င်းရဲ့ Telegram Channel မှာရေးသားဖော်ပြထားပါတယ်။ဒါ့အပြင်နင်းဟာနဲ့တွင်းအောင်ပြီးအနာရက်နေစံငါးပြန်းစီရှေ့ရောက်ရင်တော့နင်းဆောက်တက်လေအာမနာဘူး။နရင်အုပ်ပြစ်မှာတက်မတော်မှာလူကြီးတယောက်လှုပ်သွားပြီးတော့နင်းကိုယ်တိုင်ဖရဲသီးပုတ်ကြီးဖြစ်နေတဲ့စောက်ကျွဲမှာလို့ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။တရုတ်တန်အမတ်ကဘိုးကျုံမူကြီးတန်းရွှေစစ်အစိုးရလက်ထက်ကဒုတိယအကြီးအကဲဖြစ်ခဲ့တဲ့ဒုတိယဘိုးကျုံမူကြီးမောင်အေးနဲ့ တမရဟောင်းဦးသိန်းစိန်မြန်မာနိုင်ငံပထမဆုံးဝင်ကြီးချုပ်ဦးနှုရဲ့တမိဖြစ်သူဒေါ်တန်တန်နှုတို့နဲ့တွေ့ဆုံခဲ့ပြီးတော့မြန်မာနှစ်ကူးတကြံအကျိုးအဖြစ်နဲ့တွေ့ဆုံခဲ့ခြင်းဖြစ်တယ်လို့တန်ယုံရဲ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ကိုကတ် MNDAA တောင်ပလောင် TNL နဲ့ရခိုင်တပ်တော် AA တို့ဟာ2023ခုနှစ်အောက်တိုဘာလ10ရက်နေ့မှာ1027စစ်စင်ရေးကိုစတင်ခဲ့တာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်ကောင်စီတပ်စခန်းတွေကိုရှင်းထုတ်မှုနဲ့နယ်မြေသိမ်းမှုတွေကိုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။မြန်မာစစ်တပ်ကို26နှစ်ကြာအောင်ခေါင်းဆောင်အဖြစ်နဲ့ဆောင်ရွက်ခဲ့တဲ့ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ခစ်အလွန်မှာ၎င်းရဲ့မြေးတွေဖြစ်တဲ့အေးနေဝင်း၊ဇွဲနေဝင်း၊ကျော်နေဝင်းတို့ညီကိုသုံးဟာစစ်အာဏာရှင်လက်သက်ဦးတန်းရွှေအစိုးရလက်ထက်မှာနိုင်ငံတော်အာဏာသိမ်းရန်ကြံစီမှုနဲ့တေးတန်ချမှတ်ခံရပြီးတော့၁၂နှစ်ကြာထောင်ထဲမှာနေခဲ့ရတယ်လို့သိရပါဗျ။ဒါအပြင်ဦးတန်းရွှေစစ်အစိုးရလက်ထက်ဗိုလ်ချုပ်ကြီးနေဝင်းကွယ်လွန်တဲ့အခါမှာလည်း လူအနှဲငယ်နဲ့သာနာရီအခမ်းအနားကျင်းပသေးပြီးတော့အလင်းမြန်တကြိုးဖို့အတွက်ဆောင်ရွက်ခိုင်းခဲ့တယ်လို့သိရပါတယ်အေးနေဝင်းဟာ2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာအာနာသိန်းနဲ့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုထောက်ခံပြောဆိုချက်များနဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေနဲ့တော်လိုင်းအင်အားစုများကိုကဲ့ရဲ့ပြစ်တင်ပြောဆိုမှုများကိုအများသိအောင်ပြုလုပ်လိမ့်ရှိသူတဦးဖြစ်ကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာနိုင်ငံတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။